Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဖန်ငိုရောက်တုံးဆမတ်တူမြမထမင်းဆိုင်လေးမှာမြမထမင်းဟင်းလေးတွဆခဲ့ပါတယ်ခင်ဗျာဒီဆိုင်လေးကဖန်အန်ကိုအလေတစ်ခေါက်ရောက်တဲ့အခါမတော်မဖြစ်တွဆကြတဲ့ဆိုင်လေးဆိုရင်လည်းမမပါဘူးခင်ဗျာဒီဆိုင်ကိုရောက်တဲ့အခါကရင်တလဘောဟင်းရင်လည်းမပြည့်ရည်လေးကိုစားရခဲ့ဖို့မမေ့ပါနဲ့နော် ထူထဲနေတာလေးတွေကတော့ဒီတစ်ခေါက်စားဖြစ်ခဲ့တဲ့ဟင်းလေးတွေပဲဖြစ်ပါတယ်ကြွေမြင်နေတာ ငပိရီနဲ့အတူအမျိုးရဲ့ဟင်းရံလေးတွေရဲ့ကလိုတလောက်တောင်းလို့ရပါတယ်ခင်ဗျာပြည့်ရဲ့အနံကဆွဲဆောင်မှုရှိလွန်လာတဲ့အပြင်အခုလိုမျိုးပြင်းနေနေတာမို့ထမင်းပေါ်လေးကိုစမ်းပြီးအာရပါရနေပြီးစားလိုက်ပါမယ်ခင်ဗျာ ွားချွေပြာရေဦးကလေးရွက်ခါသူလားရွာပြန်လမ်းစီလို့လားကြည်ရပေးထားတဲ့အတို့မြုပ်တွေကလည်းလက်ဆက်လွန်လာတာမို့တကြွကြွနဲ့အလွန်ကိုပဲစားလို့ရတာရှိပါတယ်ဆယ်နေဒီပမာတရွေ့ရွေ့လျှောက်သွားရွာဝင်းနာ ိုင်းဟင်းလေးတွေကလည်းအရသာရှိလွန်လာတဲ့အပြင်အဆက်အဟက်တဲ့လွန်လာတာမို့တလုတ်စားပြီးတိုင်းမရက်မနာထက်ခါစားခြင်းနေမိတဲ့ခမင်းဆိုင်လေးဆိုရင်လည်းမမားပါဘူးခင်ဗျာနှုတ်ဆက်နေဒီပမာတရွေ့ရွေ့လျှောက်သွားရွာဝင်း ောဒီကရင်တာလဘောဟင်းလေးကဒီဆိုင်ရောက်ရင်မတော့မဖြစ်ထဲရမယ်စင်းထဲမှာပါပါတယ်သူကတော့တပွဲကို3000ချက်ပေးရပြီးတော့ဘယ်ဆိုင်ထဲမှာမတူတဲ့အရာတော်ကိုပေးပါတယ်ခင်ဗျာဒါဆိုရင်တော့ဖန်အင်ကိုရောက်တဲ့အခါဟောဒီဆမ်မတူမြမထမင်းဆိုင်လေးမှာတွားဆကြည့်ဖို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်